တရားမထိုင်တရားမထွက်ကြသည်မိမှာတရားမရှိဖြစ်တော်မူသောသောလကတုတ္တသဗ္ဗေနိမေသာဘုရားရှင်ဘုရောမြတ်ကြီးကိုယ်တော်ကိုအာယုံပြု၍သမောဒသသုံးခြင်းဖြင့်ဉာဏ်ပြပြခရောလိုက်ကြပါဟုဆိုအာမေန် ဖြင့်ရှင်ဘာပါမြာအထောက်ကြရမှာဖြစ်သည့်အတွက်ကြာရှည်လင်းလင်းစွာထိုင်နိုင်သောဣရိယာပုဖြစ်သူပြောင်းရွှေ့နေရာယူထားလိုက်ကြရအောင်မြူသားမြတ်ဖြစ်ကဒမနေကိုယ်ထိုင်မြူသီးမြတ်ဖြစ်ကဒမနေကိုယ်ထိုင်လို့ကထိုင်ပစ္စတ္တထိုင်လို့ကထိုင်လို့ရပါတယ်ခလေးကိုပြောင်းပြောင်းလေးတန်းကောင်းလေးကိုတက်တက်လေးတန်း ေရမောမဘိဝလဘွားလေးဖြန့်တယ်မြေဘက်လက်ဘွားလေးပေါ်မှာညဘက်လက်ဘွားလေးဖြန့်တယ်ပြီးတော့ဝိရေစိတ်ကိုနာသိပြမှာပဲကထာတွေ့တော့ဝန္ဒေဝမန္တိထလေထမန္တိအောင်တတိနဲ့စောင့်ကြည့်ပြရမှာဖြစ်ပါလေဝိပဿနာလုံလုံတဲ့ဆိုတာက ခန္ဓာအရှိကိုဉာဏ်ပြီးနဲ့စောင့်ကြည့်ရတဲ့အလုပ်ဖြစ်ပါတယ်။ပြုပြင်ပြီးတော့လုပ်ရတဲ့အလုပ်ပြောင်းလဲပြီးတော့လုပ်ရတဲ့အလုပ်မဖြစ်ပေါ်သေးရင်ဖြစ်ပေါ်အောင်လုပ်ရတဲ့အလုပ်ဒါမျိုးမဟုတ်ပါဘူး။ခန္ဓာရဲ့တကယ်ရှိကိုဉာဏ်အသိနဲ့မြင်နိုင်ဖို့ရအတွက်ခန္ဓာကပြတဲ့အချိန်ကိုစောင့်ကြည့်ပြရတာ ဖြစ်ပါတယ်ခန္ဓာကတော့သူ့လုံဖြစ်တဲ့အတိုင်းပဲခန္ဓာရဲ့သဘောတရားအတိုင်းပဲအိိဆာသဘောတရားဒုက္ခသဘောတရားအနတ္တသဘောတရားတွေခန္ဓာကတော့အများနဲ့ပြနေပါပဲပြနေတဲ့ခန္ဓာရဲ့သဘောတရားကိုဉာဏ်လေးနဲ့လိုက်ပြီးတော့ကြည့်နေဖို့ပဲအရေးကြီးပါတယ်တတိထားပေးပါဘုရား စိုက်ပြပါပညာနဲ့ကြည်ပြပါဝလေဝမန္တိထွက်လေထမန္တိအောင်ဝပြပါဝလေတက်လေကိုရှုမှတ်ဆိုတဲ့နေရာမှာလဲဝမ်းမလာသေးတဲ့လေကိုဝမ်းသာအောင်ဒီတက်ကြိုးစားဖို့လိုပါဘူးထွက်မသွားတဲ့လေကိုလည်းထွက်သွားအောင်ဒီလက်ကြိုးစားဖို့မလိုပါဘူး။ စိတ်ရှိတဲ့တရားဝအတွက်ဝင်လေထွက်လေဆိုတာကစိတ်ရဲ့စွမ်းရည်တတိကြောင်စိတ်ကြောင်ဖြစ်ပေါ်လာခဲ့တဲ့စိတ်တစားဝါယောယုတ်ဖြစ်ပါလေစိတ်ကြောင်ဖြစ်ပေါ်လာတဲ့ယုတ်တရားတစ်ခုဖြစ်ပါလေစိတ်ကြောင်ဖြစ်ပေါ်လာတဲ့ဒီယုတ်တရားဟာစိတ်ရှိနေတဲ့တရားဝအတိုင်းမှာတချို့တချို့သောမြန်မာတွေကိုခြံထားပြီးတော့ဉာဏ်နဲ့ပုဂ္ဂိုလ်တိုင်းမှာဝင်လေထွက်လေရရှိနေတာဖြစ်ပါလေ ဝဲလာတဲ့လေကိုဝဲမန်းသိအောင်စောင့်ကြည့်ထွက်သွားတဲ့လေကိုထွက်မန်းသိအောင်စောင့်ကြည့်ရမှာဖြစ်ပါလေ။ဘာနဲ့တော့ပြီးတော့ဥပမာတူလဲဆိုတော့လေဘွက်တစ်ဘွက်နဲ့တစ်ဘွက်မှာလေကစင်းလေးတွေရှိပါတယ်။အဲဒီလေကစင်းလေးတွေနဲ့မှာရေထွက်တဲ့အပေါက်လေးတွေလေတစ်ခုနဲ့တစ်ခုရေတွေဆက်တွေ့လို့ရဖို့ရဆက်ဆက်လို့ရဖို့ရအတွက် ရေထွက်တဲ့အပေါင်လေးတွေရှိပါတယ်အဲ့ဒီအပေါင်လေးတွေကိုဒါလေကတော့ပေါင်းဒီလိုမျိုးခေါ်ပါတယ်အဲ့ဒီလေကတော့ပေါင်းမှာပြိုင်းလေးတွေဟာစောင်းပြီးတော့ရေထဲကိုစားပြီးတော့ကြည့်ဘာကိုစောင်းပြီးတော့ကြည့်တာလဲဘာကိုစိုက်ပြီးတော့ကြည့်တာလဲဆိုရင်အဲ့ဒီရေစီးတဲ့ရေစီးကြောင်းလေးအတိုင်းပဲငါးလေးတွေပါလာမလား ပစုံလေးတွေပါလာမလားစားတရားလေးတွေပါလာမလားဆိုပြီးတော့စောင့်ကြည့်တာပါအဲ့ဒီပြိုင်လေးတွေကတေချာဆက်ပြီးတော့စောင့်ကြည့်လိုက်တဲ့အချိန်မှာရေစီးတိုင်းတွင်ငါးလေးတွေပါလာရင်ငါးလေးတွေကိုထုံထုံတယ်စားတရားလေးတွေပါလာရင်စားတရားလေးတွေထုံထုံပြီးတော့စားလိုက်တာပါ ဆိုင်ပြီးတော့မကြည့်တော့ဘူးသတိထားပြီးတော့မကြည့်တော့ဘူးလည်းဟိုကြည့်ဒီကြည့်ကြည့်လိုက်လို့ရှိရင်ပါလာတဲ့အကောင်လေးအားလုံးကလွတ်သွားပြီးတော့စားလိုက်ရမှာမဟုတ်ဘူးလို့တို့လည်းလေကတော့ပေါ့မှာပြိုင်းနေစောင့်တယ်လို့နာဇီဝမှာတတိနဲ့စောင့်ပြီးတော့ဝဲလေးတိပိထွက်လေးတိပိ ဘယ်လေးရစားတဲ့ရလေးတွေကိုသတိထားပြီးတော့စောင့်ကြည့်တော့တစ်ခါပေါ်လာရင်တစ်ခါကောက်စားလိုက်တယ်တစ်ခါတွေ့ရင်တစ်ခါကောက်စားလိုက်တယ်လို့စားတဲ့ရကိုမလွတ်အောင်ဒီဇိုင်းမမှန်ကြည့်နေတယ်လို့တို့လည်းဝန်နေထွက်လေဆိုတဲ့အရှိကံတရားကိုဝန်နေထွက်လေလို့ခေါ်တဲ့ရှိရမယ့်အရာကိုတတိလေးနဲ့စောင့်ကြည့်ဉာဏ်လေးနဲ့စောင့်ကြည့်ပြီးတော့ဝန်လေဆိုရင်ဝန်မှန်တိထွက်လေကိုထွက်မှန်သိအောင် ်တတိလေးနဲ့စောင့်ကြည့်ရမှာဖြစ်ပါလေခန္ဓာကိုယ်လည်းကြိုကြစွာထိုက်ထားပြီအာနာပါနလို့ခေါ်တဲ့သမာဓိထူထောင်တဲ့အလုပ်လည်းစတဲ့ရှိမှပွားများအထောက်ပေးပြီးဖြစ်တဲ့အတွက်ခြေတော်ရှင်ဓမ္မရတ္တိဆရာတော်ဘုရားရဲ့အတန်တော်ကိုနာဂတရားနာ၍ညာကခန္ဓာလဲလိုက် chaya ao naga daya na yue nyanga chana le lai chaya ao Thank you.